အော်တိုဝါ28ရက်မှာအာဆီယံကမြမငင်းချင်းရဲ့အတွက်ဘုံသဘောတူညီချက်9ရက်နဲ့သက်ဆိုင်တဲ့ထုတ်ပြန်ချက်ကိုထုတ်ပြန်ခဲ့ရာဒီထုတ်ပြန်ချက်မှာအာဆီယံခေါင်းဆောင်တွေရဲ့စီစဉ်မှုဆုံးဖြတ်ချက်တို့နဲ့သက်ဆိုင်တဲ့အချက်28ချက်ပါဝင်လာခဲ့ပါတယ်။ဘုံသဘောတူညီချက်9ချက်နဲ့ဆက်လင်းပြီးအာဆီယံခေါင်းဆောင်တွေကပြန်လည်ဆန်းစစ်ခဲ့ပြီး2025ခုနှစ်ဇွန်လ9ရက်နဲ့အော်တိုဝါ9ရက်တို့မှာကျင်းပခဲ့တဲ့38ကြိမ်မြောက်အာဆီယံညှိနှိုင်းဆောင်ရွက်ရေးကောင်စီ ACC အစည်းအဝေးနဲ့ အာဆီယံနိုင်ငံသားကြီးဝင်ကြီးတွေရဲ့အစည်းအဝေးတွေကအကြံပြုချက်တွေကိုမှတ်သားထားတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့လက်နက်ကိုင်ပဋိပက္ခနဲ့ဆိုးရွားနေတဲ့လူသားချင်းစာနာမှုဆိုင်ရာအခြေအနေဘုံသဘောတူညီချက်၅ရက်ကိုအကောင့်ထည့်ဖို့ရမှာတိုးတက်မှုမရှိတဲ့အခြေအနေတွေကိုစိုးရိမ်ကြောင်းအာဆီယံကောင်ဆောင်တွေကဖော်ပြခဲ့ပါတယ်။ဒါ့အပြင်အရတားတွေအပေါ်အကြမ်းဖက်မှုကျွလွန်နေတာကိုလည်းရှုံချကြောင်းထုတ်ပြန်ကြမှာဆက်လက်ဖော်ပြထားပါတယ်။ပဋိပက္ခအရှိန်မြင့်တက်လာတဲ့အနေအထားတွေရပ်တန့်သွားရတဲ့အတွက် တက်ဆိုင်သူအားလုံးကအစွမ်းကုန်သေးခံကြဖို့လဲအာဆီယံခေါင်းဆောင်တွေကတိုက်တွန်းထားပါတယ်။လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပေးနိုင်ရင်းနဲ့အားလုံးပါဝင်တဲ့နိုင်ငံရေးဆိုင်ရာအပြန်အလှန်ဆွေးနွေးမှုတွေလှုပ်ဆောင်ရတဲ့အတွက်ပတ်ဝန်းကျင်ဖန်တီးဖို့လဲတိုက်တွန်းထားပါတယ်။မြန်မာနိုင်ငံဟာအာဆီယံရဲ့အရေးပါတဲ့အစိတ်အပိုင်းဖြစ်တာကြောင့်ဖြစ်ပေါ်နေတဲ့အကျပ်တဲအတွက်ငြိမ်းချမ်းပြီးတာရှည်ခံတဲ့ဖြည့်ရှင်းချက်တရက်ရှာဖွေရမှာအာဆီယံကမြန်မာနိုင်ငံကိုဆက်လက်ကူညီသွားမယ်လို့အာဆီယံခေါင်းဆောင်တွေကဖော်ပြထားပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးအာဆီယံဥက္ကဋ္ဌက၎င်းရဲ့အထူးတန်တမန်ကတဆင့်မြန်မာနိုင်ငံမှာရှိတဲ့သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးစိစက်ဆွေးနွေးနိုင်ရဲ့အတွက်ဆောင်ရွက်မှုတွေကိုမိမိတို့အကြံပြုနေတယ်လို့အာဆီယံခေါင်းဆောင်တွေကဖော်ပြခဲ့ပါတယ်။2025ခုနှစ်မလ28ရက်ကမြန်မာငလင်ကြောင့်ထိခိုက်ခဲ့ရတဲ့လူအတိုင်းအဝိုင်းအတွက်အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ကုလသမဂ္ဂတို့ရဲ့အကူအညီပေးမှုတွေကိုလည်းမိမိတို့ကျေးဇူးတင်တယ်လို့ဆိုပါတယ်။အထွေထွေရွေးကောက်ပွဲအတွက်ပြင်ဆင်မှုတွေအပောင်းဝင်မြန်မာနိုင်ငံမှာဖြစ်ပေါ်တိုးတက်မှုအခြေအနေတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဘက်ကအစီရင်ခံတင်ပြလာတာကိုမိမိတို့မှတ်သားထားတယ်လို့အာဆီယံခေါင်းဆောင်တွေကထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဘုံသဘောတူညီချက်၅ရက်ကိုမြန်မာအာဏာပိုင်တွေကအကောင့်ထည့်ဖော်ရမှာတိတာထင်ရှားတဲ့တိုးတက်မှုမရှိတာကိုအလွန်များစိုးရိမ်နေလို့ထုတ်ပြန်ကြမှာဖြည့်ဆွတ်ဖော်ပြထားပါတယ်။မြန်မာနိုင်ငံရဲ့အကြက်တဲကိုဖြည့်ရှင်းရမှာဘုံသဘောတူညီချက်၅ရက်ကိုအဓိကမိញ្ញမ်းရအဖြစ် မိမိတို့ထက်လောင်းအတည်ပြုတယ်လို့အာဆီယံခေါင်းဆောင်တွေကဖော်ပြခဲ့ပါတယ်။ဒီအချက်တွေနဲ့အညီအာဆီယံအထူးတန်တမန်ကမြန်မာနိုင်ငံမှာရှိတဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ဆက်လက်ဆေးဆက်ညှိနှိုင်းဆောင်ရွက်သွားရမှာဖြစ်ပြီးဒီလိုဆောင်ရွက်ရမှာအာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့မြန်မာအင်ဒီချင်းတွေရဲ့ပံ့ပိုးမှုတွေနဲ့ဆောင်ရွက်ရမယ်လို့ဆိုပါတယ်။မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးတန်တမန်ကိုကာလရှည်ခံထားရေးအတွက်အဆိုပြုချက်ကိုအကောင့်ထဲပို့ဖို့အကြီးအကဲတာဝန်ရှိသူတွေကိုတာဝန်ပေးထားတယ်လို့ဖော်ပြခဲ့ပါတယ်။ 2025ခုနှစ်ဒသမလရဲမှာမြန်မာနိုင်ငံကရွေးကောက်ပွဲကျင်းပမှာဖြစ်ပြီးဒီရွေးကောက်ပွဲကိုစောင့်ကြည့်ဖို့အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကိုတိုးပြီးဖိတ်ကြားထားတာကိုမိမိတို့မှတ်သားထားကြအောင်လွတ်လပ်မြတ်တောက်မှုရှိပြီးပွင့်လင်းမြင့်တောက်မှုရှိကအလုံးပောင်းဝင်ပြီးယုံကြည်စိတ်ချရတဲ့အထွေထွေရွေးကောက်ပွဲဖြစ်ပေါ်လာရေးရဲ့အရေးကြီးပုံကိုအလေးပေးပြောကြားလိုကြောင်းဖော်ပြခဲ့ပါတယ်။ဒါ့ပြင်အကြမ်းဖက်မှုတွေရပ်သွားအောင်လှုံ့ဆော်ရေးနဲ့အလုံးပောင်းဝင်တဲ့နိုင်ငံရေးဆိုင်ရာအပြန်အလှန်ဆေးဆက်ဆွေးနွေးရေးတွေက ရွေးကောက်ပွဲထက်ဥစွာလုံရမယ့်အရာတွေဖြစ်တာကိုအလေးထားပြောလိုတယ်လို့အာဆီယံခေါင်းဆောင်တွေက ထုတ်ပြန်ကြမှာဆက်လက်ဖော်ပြထားပါတယ်။